စပရင်ပရဖောင်းပြိတ္တအလုံးမင်္ဂလာပါဗျာယခုဖတ်ပြပေးမှာကတော့ဆရာမောင်တင်ဘာသာပြန်ဆိုထားတဲ့စိန်ပန်းကုန်းဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ကျွန်တော်နေရဲရဲနေပါစိန်ပန်းကုန်းခမယာမှာလှပတင့်တဲ့နှစ်လူဖွဲ့ရာရှိတော်လဲအကျိုးပေးနှုံတဲ့တော့ကြောင့်တာမအောက်တန်းစားဘဝတို့ကြာရောက်နေရှာတော့မိမစားတွေကဖြစ်သည် ခံဝင်ပစ္စည်းကလည်းမတင်နိုင်မြောက်ကိုးစရာလည်းမရှိလူကုန်တန်တို့နဲ့ချစ်ခင်ရင်းဒီဆက်ဆံနိုင်လောက်အောင်လဲကျောစောဂိတ်တိကင်းမဲ့ပြရကပညာရေးဘက်တွင်လောက်ကင်နေသူလူနှုတ်တယောက်နဲ့အကြောင်းဆက်မိလေသည်သူများထက်ထူးရည်မစင်နိုင်သောကြောင့်ရိုးရိုးပင်ဝိညာဆာရသည်မှာလူဘဝတွင်ကြုံရလေသည်မြဆင်းရဲစုတို့၏ဘုံကျုံခံရခြင်းပင်ဖြစ်လေသည်မိမဟုသောဇတ်သည် အမျိုးကုန်အစဉ်အတန်ခြားနာခြင်းမရှိပေ လှပခြင်းကြက်တရေရှိခြင်းတက်မဲ့စေနိုင်ခြင်းတို့တည်တယ်လျင်အမျိုးကောင်းတို့၏လက္ခဏာဟုဆိုရပေမည်အကောင်းအဆိုးခွဲခြားတတ်၍ဒုနေရဒုတော်နေရတော်တည်တတ်ပြီလျင်မိမတန်ထွာနုညံ့သောစိတ်ရှိခဲ့ပါမူမိမတို့၏ဂုဏ်နှင့်ပြည့်စုံပြီဟုဆိုနိုင်လေရကစင်ရဲ့နွမ်းပါသူ၏တမိရဏများသည်ကဘာ၏မိမမြတ်တို့တွင်ပါဝင်စမြဲဖြစ်လေသည် ထို့ကြောင့်မိမိသည်ယဉ်ကျေးသူစီစဉ်ခြင်းအထက်တန်းစားဘဝသို့ရောက်နိုင်သည်ဟု၍စိတ်တွင်အစွဲရှိကြလေသည်။တင်ပြင်းသောအဝိညာဉ်တို့မှ သူအားများစွာနာကြီးစေသည်။စင်ပြင်းချင်းကင်းမဲ့သောနံရံဟောင်းဆွေသော ကလထိုင်တို့နှင့်အစင်မပြေသောနေရထိုင်ခင်းများမှာခမရအားစိတ်မချမ်းမြေ့နိုင်အောင်ပူပေါင်း၍နှိပ်စက်နေတော့သည်သူ့လူအစားတက်ကအချားမိမသားဆိုလျင်ဤအချိန်မျိုး၌စိတ်ကိုထိခိုက်နိုင်ဖွယ်ရာအကြောင်းမရှိတော့လဲ သူအဖို့မှမူစိတ်ရှင်းရဲစရာအကြောင်းပင်ဖြစ်ချေသည်အိမ်မူကိစ္စကိုဆောင်ရွက်နေရသောမိမိအစီကံကိုမြင်မိလိုက်လျင်ပင်စိတ်ညင်ညူးဖွယ်ဝမ်းနည်းစရာတို့ကိုတွေးမိသည်နှွေးလာသောပတ်ဝန်းကျင်တွင်ပြိုပြိုပြက်ပြက်တခဲနှင့်တောက်ပြောင်တက်လွင်သောတဆာများဆင်ရင်လျက်အိပ်ဖန်ဆောင်ရင်ပလက်ကရထိုင်ပေါ်တွင်မိန့်ကနေကြသောကျေးကျွန်များချမ်းရံ၍မြမသောတိုးစီတိုင်တို့ဖြင့်ထိန်လင်းလျက်အရှိတိုင်းထွက်ကောစောကြီးများခင်ထားအပ်သော ငြိမ်စိတ်သည့်ခမကြီးတို့ကိုတက်မဲ့သောစိတ်ဖြင့်ထင်မြင်မိသည်အဖိုးမဖြတ်နိုင်သောယရနာတို့ကိုမွတ်မှတ်ချဲ့လေ၍အဖိုးတံအိမ်တော်ပရိဘောကအစုံအလင်နှင့်ရှေးဟောင်းကြသော ပိုးအကောင်စားတို့ဖြင့်ခန်းစီပြုလုပ်ထားသောအခမကြီးတွင်လွန်စွာချစ်ကြွဝင်သူရောင်ရင်းများ၏ဘိုးဘုံအလဲတွင်ယောက်ျားတိုင်းတို့၏ဂယုဆိုင်ခြင်းခံရသောအထက်တန်းစားဧည့်သည်များအားတခန္တနာဧကန်နိုင်လောက်သော အခင်းကျင်းများကိုလည်းအိမ်မက်မိသေးသည် သုံးရတာမြမလျှော့ဖွေရသေးသောသပွဲကင်းကိုခင်း၍ညစာစားရန်သပွဲဝိုင်းတွင်လင်းတော်မောင်နှင့်အတူ ရှင်းထိုင်သည်နနက်ချင်းဆိုင်ထိုင်လျင်ပင်ခင်မုန်းတဲ့ကဟင်းဘက်ကအဖုံးကိုပွင့်ရင်ဟင်းကလေးကတကယ်ကောင်းသကွာဘာနဲ့မှမရှင်းနိုင်ပါဘူးဟုဝမ်းမြောက်ဝမ်းသာချီးမွမ်းလိုက်သည်ထိုခါများတွင်ကြီးကျယ်ခမ်းနားသောစားပွဲတော်ပွဲများကို၎င်းနိုင်ရန်ပတ်လည်တွင် စင်ပြင်းထားသောဇာထိုးခန်းစည်းများမှာ ရှေးကောင်းဇာယုံများသူအားဆက်၍ကြည်နေဟန်ကို၎င်းကျင်းနုဖွဲ့ရာငေးမှန်၍နေသောတောတော်ရင်မြေတို့မှအဖွဲ့ရာငှက်ငယ်ကလေးများကို၎င်းပြေး၍မြင်မိသည်ချစ်စရာတိုက်ပကံကလေးများဖြင့်ထဲ၍ခန္ဓာသောဟင်းပွေးရနတ်များကိုလည်းတွေးမိသည်အခါထက်ခင်ကျွေးမွေးသူမိမိအားမိသည့်အခါဖြူဖွေးတန်ရှင်းသောငါဟင်းကလေးနှင့်မိတို့ဇပွဲထိုင်ခဲ့မှုကြောင့်ချက်ပေါင်ကြော်ကလေးကိုကပ်ရင်း ကျေရွေးကိုတွင်၍မိတို့စားခဲ့ဘူးကြောင့်တီတိုချင်းမွန်တန်တို့ကိုမကြားကြုံပြု၍ခပ်ပြုံပြုံကလေးနဲ့တုန်ိပါဝင်နေလိုက်ပြီကိုလည်းမိမိကိုကိုမိမိမြင်းတရောင်ရောင်ဖြစ်လိုက်သည်သူ၌အိုးအစားအစဉ်ပြင်မရှိဆိုလျင်ဘာမှမရှိဖြစ်ချေသည်စိတ်ကူး၌ကတကန်းကြီးတနာကြီးမွမ်းမံချက်လည်းပြီးဖြစ်သည်မိမိကိုကိုမိမိယောက်ျားတကာတို့တွေ့ဝေငေးမောယူသွတ်တက်မဲ့လောက်အောင်တယ်လျင်သဘောထားသည် အထက်တန်းစားလောက်ကိုသာညမှန်းတမ်းမိသည် ရင်းသို့ဖြစ်လေရာကမိမိ၏ကိုယ်ခန္ဓာသည် အခြားအတွက်မဟုတ်အဆိုပါအကြောင်းရင်းအတွက်တက်တက်ကြီးလေရင်ကာမဝဆရဖြစ်ချေသည်ဟုအယူရှိလေသည်မေတ္တိလရှင်ကြောင်းတွင် နေစဉ်ကမိမိ၌ချမ်းသာကြွယ်ဝသူသူငယ်ချင်းတစ်ယောက်ရှိဘူးသည်တို့ရတွင်၎င်းတန်အလဲသွားဖို့ရာအာယုံမထားဝန်းတော့ချေတလောကအလဲသွားပြီးအပြန်တွင်စိတ်တွင်များစွာထိခိုက်လာ၍ချုံးဝဲချငုံမိသည်မှာ ရပောင်းများစွာပြင်သည်နာလဲနာကြည့်သည်ယူကျုံမရလဲဖြစ်မိသည်ဝမ်းလဲနေစိတ်လဲပြက်ခဲ့သည်တနေ့တော့လင်းသေးယောက်ျားသည် စာအေးကြီးတအိတ်ကန်လျက်မိုရသောမျက်နှာဖြင့်အိမ်သို့ပြန်လာခဲ့လေသည်ဟေးမိန်းမရေဟောဒီမှာမင်းကို ဖိတ်လိုက်တယ်ကွာဟု အလောတကြီးပြော၏မိန်းမမှာမအောင်နိုင်ပဲစာအိတ်ကိုဆွဲထုတ်၍အတွင်းမှ ဖိတ်စာကတ်ကိုထုတ်လိုက်၏ ပညာရေးဝန်ကြီးနှင့်ဝန်ကြီးကတော်တို့ကဥလူဆွေဇနီးမောင်နှံတို့အားညနေလက်ဖက်ရည်အခံပွဲသို့ကြွားရောက်ပါမိအကြောင်းဖိတ်ကြားလိုက်ပါသည်။ယောက်ျားဖြစ်သူထင်မိသလိုဝန်တရားမိအစာ စာအိတ်ကိုဒေါသနဲ့လွှတ်ပေးရင်မေငော၍မိမကမေးလိုက်သည်ကတော့ဟာဘာလို့ဖို့လဲတော့။ကွာမိမရဲ့မင်းသဘောကျမှာပဲဆိုပြီးယူလာတာပါကွယ်။မင်းကလည်းပွဲထိုင်တစ်ခါမှမသွားဘူးတော့ ဒီလက်ဖက်ရည်ပွဲဟာမင်းနဲ့အတော်ပဲလို့အောက်မေ့တာပဲငါအတွက်နဲ့တော့မလုပ်ဆရာလဲကွာ အလုံးနဲ့ဆိုင်သူလောက်တာဖိတ်ထားတာကလားမင်းကြီးဆိုကြီးတွေလည်းလာကြလိမ့်မယ်ကွကျုပ်ပင်တောင်ကျုပ်လုံအောင်မဖုံးနိုင်တဲ့ဟာဘက်နဲ့လှုပ်သွားရမှာတော့တော့ဟုဒေါသမချုပ်နိုင်ပဲဆောင်ကြီးအောင်ကြီးနဲ့မေးလိုက်ယောက်ျားဖြစ်သူမှထိုအကြောင်းကိုထည့်၍မစင်စားမိခဲ့ချေမင်းမှာအရင်ပွဲသွားတော့ကအဝတ်တစုံရှိရမဟုတ်လား ဒါဆိုတော်လောက်ရောပေါကွယ်ပြီးတော့လဲဟု ဆိုရင်အထစ်ထင်အငေါငေါဖြစ်နေလေ၏ဇနီးဆိုင်ကလေးချုံခွဲချန်ကိုနေသည်ကိုစကားပြတ်သွားရမှ ငေးဆိုင်ကြည့်မိ၏နှစုံသောမျက်လုံးအိမ်တို့မှနှစ်ခုသောမျက်ရည်ပေါက်တို့နှကန်းထောင်းစီတို့တလိမ့်လိမ့်စီစင်းလာလေသည်ကွယ်မိမရဲ့မြင်ပန်းနဲ့ဖြစ်တာတော့ဟုလွတ်ကနေမေးလိုက်မိ၏မိမိစိတ်ကိုပင်ပန်းကြီးစွာချုပ်တီးရင်းမျက်ရည်ကိုတုပ်၍ ဘာမှတော့မဖြစ်ပါဘူးရှင်ကျမမှာအဝစားကလည်းမရှိတော့ဖိတ်တာကိုမသွားနိုင်ဘူးပေါ့ကျမထက်တာတဲ့ရှင်သူငယ်ချင်းများမိမတွေကိုပြေးလိုက်ပါတော့လားဟုမတုံမလုပ်ဆို၏ထိုစကားသည် လင်ဖြစ်သူ၌အတော် ထိခိုက်သွားချေသည်ဒီမှာကြည်စမ်းမယ်ဒီဒီလိုနေရာမျိုးတွင်မကတခြားအရေးကြုံလာရင်လည်းဝတ်နိုင်ဖို့အဝတ်တစုံဆိုရင်ကဲဘလောက်ကြမလဲစူးစမ်းကွာခရိုးရိုးပေါ့ တအောင်မြတွေ့ရင်မေတီတီစိတ်ထဲတွင်တွေ့ချက်ကြည့်၏။ယောက်ျားဖြစ်သူကမငင်းပဲလဲပေးနိုင်အောင်လမ်းဖြတ်၍လည်းမသွားရအောင်ချိန်စာပြီးဈေးအမြင့်ဆုံးကိုမှန်း၍ခက်ဆိုင်ဆိုင်ပြောလိုက်၏။မှန်းတော့မမှန်းတတ်ဘူးရှင်။ငွေလေးရလောက်ဆိုရင်လောင်မလားမပြောတတ်ဘူး။လင်းဖြစ်သူမျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်သွားလေသည်။ငွေပေါက်လည်းရင်အပေါင်းအသင်းတထွေနဲ့အမဲလိုက်ဖို့တနတ်ဝယ်ရန်စုထားသောငွေမှာမိမမှန်လိုက်သည့်ငွေမြပြင်ဖြစ်သည် ။တနင်္ဂနွေနေ့တိုင်းအင်ဒိုဂျီဘက်သို့ငှပြထွက်ရန်စီစဉ်ထားဘူးကြသည်။သို့သောစိတ်ကိုတင်း၍ကဲဒါဖြင့်ကောင်းပြီငွေလေးရရရင်ပြီးရောမဟုတ်လား။အေးအဝတ်စားတော့ကောင်းတာမှဝယ်ရမယ်နော်ဟု ပြောလိုက်၏။ကာဝဲပြုလုံးမိရလဲနီးလာလေပြီ။အဝတ်စုံဝယ်ပြီးဖြစ်တော့လေမဲဒီမှာစိတ်မအေးမိသေး။ထို့ကြောင့်တညနေတော့လင်ဖြစ်သူကမင်း၃လေးရက်ရှိပြီခတိုင်းလို့မဟုတ်ပါဘူး ဘာများဖြစ်တယ်ရောဟုမေးမိ၏တဲခတ်တဲ့ကိုလူဆွေရဲ့ဟိုညံ့နေကြရင် စင်စရာလက်ဝတ်လက်စားမရှိပြန်တော့အနှုတ်ဆုတ်ကုတ်ဆုတ်နေမှာပါပဲကျမဖြင့်သွားတောင်းမသွားတင်တော့ဘူးရှင်ပန်းကလေးမန်ကလေးပန်သွားပြီးတာပါပဲကွာဒီရာဒီမှာပန်းတွေကမင်းနဲ့တိတ်လိုက်မှာပဲနှင်းစည်းကန်အပွင့်ကောင်းကောင်းဆိုရင် တခိုင်မှဆယ်ပြားပေးရတာပဲတို့ရတွင်ခမရမှာမကျင်နဲ့နိုင်သေးချေ ဘုဒ္ဓဘူးရှင်လူကုန်တံတွေကြားထဲမှာနွမ်ပါတဲ့အဖြစ်ပြရတာအင်ပဒံအောက်ကြတယ်တော့ဩမိုက်လိုက်ပါပြီမိမရဲ့ဒီလိုဆိုရင်လဲမင့်တငယ်ချင်းမဲကြော့စီသွားပြီးလက်ဝတ်လက်စားကလေးငှားချေပါတော့လားလို့ရင်ရင်နေနေသူငယ်ချင်းတွေပဲထိုအခါမဲဒီမှာဝတ်တာလုံးစုကလက်ခုပ်လက်ဝါးများပြင်တီးမိဟုတ်တယ်တော့ကျမမင့်နေလိုက်တာနောက်တဲ့နေ့တော့မဲဒီဒီမိမိသူငယ်ချင်းတံတွားရောက်၍ အကျိုးအကြောင်းပြောပြလေ၏မဲကျော့မှာဗီယိုကြီးကိုဖွင့်ကတိတ္တတလုံးထုတ်ခဲ့ပြီးလျင်ရှိသမျှမေဒီယာပြလေ၏ကြီးကြိုက်တာယူပေတော့ရောက်မရဲဟု ပြော၏ဥစွာသောတကောက်ကလေးတွေကိုမျက်စိကြမိ၏ပလဲပရီကိုလည်းမြင်၏ကြောက်စီရွှေလက်ခွတိုင်ကလေးကိုလည်းသဘောတွေ့မိ၏၎င်းတို့ကိုမှန်ရွှေ့တင်စင်ရင်ရင်အရေးတကြီးကြီးနဲ့ချွတ်လိုက်ဆွလိုက်လောက်ကအဘဲရာကိုရွေးရမှမသိနိုင်အောင်ဖြစ်မိ၏ ။ညီမတီးပြင်မရှိတော့ဘူးလားအေး။ခဏခဏမေးမိ၏။ညီကြိုက်တာညီပဲရွေးယူပါတော့အေး။ကိုအကြိုက်ကိုကိုလိုက်ပြီးမသိနိုင်ပါဘူး။မဲကျော်ကပြန်ပြော၏။ထိုကနား၌ဂရိဘာအနက်ကျုပ်ကလေးတဲ့တွင်စိန်တွေဝင်းရစ်နေသည်ကိုတွေ့ရ၏။ရှင်ထဲတွင်တက်မဲ့သောလောဘသည်စုပွဲ၍လာ၏။စိန်တို့ကိုကောက်ယူရင်းမိမိလက်ချောင်းများမှာတုံလို့ရွေ့ပင်လာလေသည်ထိုစိန်ပန်းကုန်းကိုလဲတွင်ဆင်ကြည်ရင်း အပါဒိယနှင့်အရေးတကြီးကြီးဖြစ်နေစေသည်တောင်းလျင်ရမည်ဟုသောမျှော်လင့်ချက်နှင့်မတောင်းဝန်သောစိတ်တို့သည်မေတီဤရင်တွင်၌ပရိပခဖြစ်နေကြသည် ထို့နောက်ဒီဟာပဲငါပါတော့၏ဒါပဲကြိုက်တယ်ဒီပြင်ဟာနေရာမရှာပါဘူးဟုပြောလိုက်၏ညီတော်ပါပဲ၏ရဲ့ဝန္တာလုံးအကြည့်သည်ဖြင့်သူငယ်ချင်း၏လက်ပင်ကိုဖျက်နှုတ်ဆက်ပြီးတော့မေတီသည်ထိုအဖိုးသာပစ္စည်းနှင့်အတူအိမ်သို့တုတ်ချေတင်လေသည် ကာဝတ်ကျင်းပါသည့်နေသို့ရောက်ချေပြီးထိုပွဲသည်မေတ္တီအဖို့အောင်ပွဲသဖြင့်ဖြစ်ချေသည်အကြောင်းမူကားထိုမင်းပွဲတွင် အလှဆုံးအရင်ဆုံးအဝအစားအချိုးကျဆုံးမှာမေတ္တီပင်ဖြစ်တော်သည်သူ၏မျက်နှာတုံးကလေးမှာမြင်သူတကားတို့၏ဘဝင်ကိုအေးမြစေလေသည် တွေ့သည့်မြယောက်ျားတို့ကနာမည်ကိုမေးမြန်းကာမိတ်ဆက်ကြသည်မှာခဏခဏပင်ပညာရေးတစ်ဖွဲ့လုံးရှိအရာရှိကြီးတို့မှမေတ္တီနှင့်သာရှင်တွဲကလူကြသည် ပညာရေးဝန်ကြီးချုပ်ကိုရိုင်ကပြောလျင်မယ်တီကမချီမွန်ပဲမနေနိုင်ဒုဖြစ်လေရကမယ်တီမှာနတ်ဆိုင်တီး၍နတ်ပူးသလိုဝမ်းသာလုံးစုက သူ၏အလိုပြည့်စုံအောင်မြင်ခြင်းအထင်အမှတ်ဖြင့်ဘာကိုမျှဂရုမစိုက်နိုင်ပဲအတွင်သာကလေတော့သည်လူတကာတို့၏ချီမွန်ဩဘာကြောင့်ပီတိကြပြီးလျင်ခမ်းမပတ်လေကိုလှည့်၍ကလေသည်မိမာတို့အတွက်အတိုင်းမသိမမောအပ်သောအရာတစ်ခုပြည့်စုံပြီးဖြစ်လေသည်ဤသို့လျှင် မင်းပွဲပြည့်၍နက်နက်၄နာရီထိုးကာမှအိမ်ပြန်ဖြစ်လေတော့သည်လင်းသေးခမညာမှာအသာချိတ်ထားခြင်းခံရသဖြင့်အပျော်ကျူး၍မြူးထူးနေကြသောဇနီးတဲ့တို့၏စွန့်ပစ်ခြင်းခံရသူမိမိကဲ့သို့သောလူမျိုး၃၄ဦးနှင့်ချောင်းတစ်ချောင်းတွင်အိမ်မောကျနေလေသည်ကိုလူဆွေသည်အိမ်အပြန်မိမချုံရန်မိမင်းနှင့်အတူပါလာသောခြုံဆောင်ကလေးကိုမက်တီပခုံးပေါ်သို့ပစ်တင်လိုက်၎င်းမှာမက်တီနေ့စဉ်ခြုံနေကြဖြစ်လေရကား အတွင်းရှိလက်ဝတ်လက်စားတပြောင်ပြောင်မုံမှန်ထားသောအဝဆားနှင့်မူတဖက်တလန်းဖြစ်၍ခံ냐ချင်းနှင့်တိမ်ဖြင်းချင်းတို့မှစီဝါမကင်မိကြချေမေတီတီဤရဖြစ်ကိုချက်ချင်းသည့်ဤတို့ဖြစ်၍အိမ်တို့အမြန်ပြန်လို၏အဖိုးတော်သားမွေးအင်ကြီးများဆင်မြန်းလျက်နေကြသူမိမချမ်းသာတို့မြင်မိမှအများကြီးဆို၏ထို့ကြောင့်ဆောင်းချုံပေးလိုက်သောအခါမေတီကျော်မှတွန့်၍သွားလေသည်ခဏနေအောင် လမ်းထွက်ရင်မင်းအေးမိနေမယ်ငါယထားငားလိုက်အောင်မယ်ဟုယောက်ျားကပြော၏သို့သောယောက်ျားစကားကိုနားမထောင်နိုင်ဘဲလေကားမှဆင်းပြေးလေသည်လမ်းရောက်တော့ဘယ်မှာမှယထားမရသဖြင့်တစည်းတလေတွေ့လေမလားဟုခလန်းလန်းသွားနေသောလူတစုကိုနှစ်ဦးသာဟစ်အော်၍မေးမြန်းကြ၏သိမ်းမြေတလျှောက်လျှောက်၍သွားကြသည် ချမ်းလွန်လာ၍ခိုက်ခိုက်တုန်နေကြသည်စိတ်လဲပြက်ကြသည်နောက်ဆုံးတော့ မြို့တဲ့သူညင်းအချိန်မတော်မှထွက်တတ်သည့်အလင်းတွေ့မကန်ဝန်သောယထာခတ်ဆုပ်ဆုပ်မျိုးကို ကြားကြလေသည်ထိုယထာသည် အာဇာနီလမ်းရှိသူတို့၏အိမ်တကားဝတ်သို့ဒေါဒုတ်ထိလိုက်ပို့၏ရောက်လေသောညိုးငယ်စွာနှစ်ဦးသာအိယာဝင်ရန်အိမ်ပေါ်တက်၏မေတီမာအင်းခုမှပဲစိတ်အေးရတော့တယ်ဟုဝမ်းထဲတွင် ပြောမိ၏ကိုလူစမာမူကားအော်နှက်ပြမနဲ့ စေနာဤတိတိမှာရုတ်တရခြေသေးရဟု တွေးမိ၏မေတ္တီမာကမိမိတောက်ပသောအတရေကိုမှန်ထဲတွင်တခါထပ်၍မြင်လို့တော့ကြောင်းမှန်ရှိတွင်ရရင်ပခုံးမော်တွင် တင်ထားသော ကိုယုံကို ချွတ်လိုက်၏ချွတ်လိုက်သည်နှင့်တပြိုင်တည်းဟိုက်ခနဲအတန်ထွက်သွားပြီသည်မေတ္တီလည်းတွင်စိန်ပန်းကုန်မရှိတော့ပြီဘာများဖြစ်ပြန်ပြီလဲဟဲ့ဟု အင်ကြီးလည်းပြိစားဖြစ်သောကိုလူဆွဲကမေးလိုက်၏ မရှိတော့ဘူးတော့မဲကြော့စီကစိန်ပန်းကုန်ရှာမတွေ့ဘူးဖះရည်ရှိလိမ့်မပေါ့ကွာဟိုဟိုဒီဒီမှာနှစ်ယောက်သားမဲဒီဝထားသောအင်းကြီးဇာတွန်ထဲတွင်ရှာ၏ကိုယုံထဲတွင်လည်းကြည်၏အိတ်ရှိသည်မြလည်းလန်လော့ကြည်၏အစာနာမြပင်မတွေ့မဟုတ်သေးပါဘူးအပြန်မှာပါမပါလာသေးရဲ့လားဟုကိုလူဆွဲကမေး၏ပါပါတယ်ရှင့်အခန်းတွဲဖြတ်ပြီးထွက်လာတော့ငါတောင်စံကြည့်မိသေးတာပဲ လမ်းကြကြရရင်လဲကြာတန်ကြာရမယ်ယထာတဲ့များကြာရစ်ခဲ့လေသလားဟုတ်လိမ့်မယ်ထင်ပါရဲ့ရှင်ယထာနံပါတ်မှတ်မိလိုက်သေးလားဘယ်မှတ်မိလိုက်မလို့မင်းကဟင်းတူးကိုတူးကြောင်တက်တဲ့နဲ့ငေးရွေနေကြကုန်ဤကိုလူဆွဲလဲကဲဒါဖြင့်တို့လာခဲ့တဲ့လမ်းပဲပြန်လျှောက်ကြည့်အောင်မယ်အင်းကြီးကိုပြန်ဝပြီးဆင်းသွားလေဤမေဒီမာမူကား အေးအေးမိသလိုဖြစ်ပြီးမျက်စိများကြောင်၍အဲ့ရဝင်ကျင်စိတ်ပင်ကုံသွားတော့ကြောင်းကလေထိုင်တလုံးပေါ်သို့ပစ်လဲလိုက်လေသည်နနက်ခရဏာဤထို့သောယောက်ျားဖြစ်သူပေါက်လာ၏တို့ရတွင်ဘာကိုမျှမတွေ့ခဲ့ချေယောက်ျားမှာပလိတ်ကိုတန်ရ၏တရင်စားများတွင်လည်းအဥ္စပြောက်ကြောင်းစုငွေနှင့်တကွကြော်ကြ၏ယထားပိုင်အိမ်များကိုလည်းစုံစမ်းကြည့်သေးသည်တွေ့မိထင်သည်များနေရာတို့ကိုအရောက်သွားလေသည်မေဒီမာမူ ဖြစ်ရသည်များဒုက္ခတို့ကိုခံစားရင်ယောက်ျားအပြတ်ကိုတနေကုန်စိတ်ငြင်းငြင်းနဲ့စောင့်ရ၏ညနေချမ်းတော့ကိုလူဆွဲပြန်လာ၏မျက်တွင်များဟောက်လျက်မျက်နှာမှာဖြူဖက်ဖြူရော်ဖြစ်၍နေချေပြီသို့သောဘာတည်းများမရခဲ့ချေကဲမိမရေဒီလိုလှုပ်ပြီးတော့မင်းတငယ်ချင်းစီကိုစိန်ပန်းကုန်းပြတ်သွားလို့ပရင်အိမ်အပ်ထားရတယ်လို့စာရေးလိုက်ပြီးတော့မေတီတီယောက်ျားပြောသည့်အတိုင်းပင် စာရေးလိုက်လေသည် တနင်္ဂနွေတပတ်လွန်သောမျောလင်းချက်ဟူသည်၍ကုန်သလောက်ဖြစ်သွားလေသည်မေဒီမာငါးနှစ်ခန့်ပို၍ဦးစားလာသည်ဟုထင်ရတော့သည် နောက်တနေ့သောဆွဲကြိုးထက်သောကျုပ်တွင်ပါတိနာမီအရစေကုန်သည်များထံသွား၍မေးမြန်းရာစိတ်တွေကဒီကားဝယ်တာမဟုတ်ပါဘူးခမညာကျုပ်ကသာကျွန်တော်တို့ရောင်းလိုက်ရတာပါဟုပြောပြ၏ရှိသည်မရွှေငွေရဏဆိုင်တို့ကိုတစံပြိတစံထောက်လန်းရင်းပြောက်သွားသောဆွဲကြိုးအမျိုးအစားကို မှမိသေး၍တခုပြီးတခုလိုက်ရှာ၏နှစ်ဦးသားမှာစိတ်သောကပြပါများပြီးပင်ပန်းနှွမ်းကြီးလျက်ရှိကြကုန်၏နောက်ဆုံး၌ရွှေနန်းတော်ခေါ်ယရနာဆိုင်တွင်ကြောက်ဆုံးသောစိန်ပန်းကုန်းနှင့်အလားတူပန်းကုန်းတကုန်းကို တွေ့လေ၏အဖိုးကိုငွေလေးတောင်ဖြတ်၏သို့သော3600ပေးလျင်ရနိုင်သည်ဟုဆို၏ဆိုင်ရှင်အားထိုပန်းကုန်းကိုသုံးရက်အတွင်းတခြားမယောင်းလိုက်ရန်မှာထား၏ဆိုင်ရှင်ကလည်းဝယ်ပြည့်သည့်နောက် ဖေဖော်ဝါရီလအတွင်းပျောက်ဆုံးသွားသောဆွဲကြိုးပြန်တွေ့သောအဖိုးငွေ3400နှင့်ဝယ်ပြီးသားဆွဲကြိုးကိုပြန်သွင်းလျင်လက်ခံမိဟုကတိထားလိုက်၏ဟိုလူဓမ္မတထောင်ဒီလူစီမ900တခြားက910စသည်ဖြင့်လှည့်ရ၏အော်ရီမန်နှင့်ချေးယူရ၏အတိုးကြီးနှင့်ချေးစားသူများ၏လက်ခုပ်ထဲကရည်ဖြစ်၍နေလေပြီမိမိတို့၌ကျွင်းသောဘဝကလေးကိုအဆုံးခံလိုက်ရမလို့ဖြစ်၍နေချေပြီး ဆိုင်တကာလမ်း၍မျက်စိမိတ်လက်မှတ်ထိုးယူရ၏ဆက်နိုင်မဆက်နိုင်ကိုမူပြန်မကြည့်အားချေနောင်ရိပ်အတွက်ဘေးခက်ကြက်ကြက်ပင်ရှေ့ကိုစိတ်ဆင်းရဲစွာ ချိုးချိုးတက်တက်နေရမည်ကို တွေ့ရင်စိတ်အိုက်မိ၏တို့ညာလေထိုဆိုင်မှဆွဲကြိုးကိုငွေ3600ပေး၍ဝယ်လိုက်ရလေတော့သည်မဲတီတီစိတ်ဆွဲကြိုးကိုမဲကြော့ထံပြန်အပ်တော့ခါညီးနေ၏စောစောကလေးကပို့လိုက်ရင် ပွဲထိုင်တွင်မှမစင်လိုက်ရပါကလားဟု၍ပင်အပြစ်တင်လိုက်သေး၏တို့ရတွင်မဲတီမာမဲကျော့ကချုပ်ကလေးကိုဖွင့်၍ကြည့်မိဆိုသောကြောင့်တထိတ်ထိတ်နှင့်နေရရှာသေးသည်မဖွင့်ဘဲပြန်သိမ်းလိုက်မှပင် အလုံးကြီးကျသွားတော့သည်အကယ်၍များအစာသွင်းထားသည်ကိုသိလျင်ဘလောက်စိတ်ဆုလိုက်မလဲဘလောက်များရန်တွေ့လိုက်မလဲမိမိကိုပင်တခိုးဟု ဆွဆွဲလိုက်လေမလားမေဒီကာအလွန်အမင်းဆင်းရဲသောဘဝနှင့် နဖူးတွေဒူးတွေတွေ့ရလေပြီတို့ရာတွင်ဇွဲခတ်တန်တန်တတ္တိနှင့်ကြံ့ကြံ့ခံနေလိုက်သည်ကျွေးဆက်ရန်လည်းတပုံကြီးရှိသေးသည်တို့ရာတွင်ကြိုးစား၍ဆက်ရမည်ပင်အစေခံကိုဖြုတ်ပြီးအင်ငယ်တစ်ခုတို့ပြောင်းက အခန်းငါးနေရရှာသည်ယခုမှပင်အိမ်တွင်မှုမိဖို့ဆောင်အလုပ်အကြောင်းသိရတော့သည်ပကံစေးရအိုတိုက်ရနှင့်နီးမြန်းသောလက်သေးတို့ပင်လျင်ပွန်တီးကုန်ချေပြီး မိဖို့ဆောင်မအညီအကျေးဘုံကိုလည်းနန္တတိုင်းကိုတိုင်းတွန်ရေကိုလည်းကိုတိုင်းခတ်ရသည် တခါတခါပင်ပန်းမကပင်ပန်းလာ၍လေကားတဲ့ဘော်တွင် အသက်ရှူခွင့်ရပါစေတော့ဟုနားရသေးသည်အလောကျန်သမားကြီးမိမကဲ့သို့ဝိရစာရ၍ပေါမုံဆိုင် အမဲသားဆိုင် ချိုးချင်းဆိုင်တို့ကိုလက်ဆွဲချင်းကလေးနှင့် ကိုတိုင်းထွက်၍ဝယ်ရသည်မှာစေစစ်ဝယ်ခြင်းဖြင့်အပိုလျံကလေးပင်စူးမိပါစေတော့ဟုသဘောထားကား ဝယ်ချမ်းရခြင်းဖြစ်ပေသည်လစဉ်အကျွေးဆက်ရသည် အချိန်ဘူရနေသလောက်ဆွဲက အချို့ကျွေးသည့်များယူရသေးသည် လင်ဖြစ်သူမှလည်းညနေများတွင်စိုင်ကြီးများ၌စည်ရင်ပိတ်ပေရ၍ညရောက်ပြန်လျင်လည်းစတဲ့ညနာကိုနှစ်ဘဲနှုန်းဖြင့်စာကူးရသေးသည်ဤနည်းနှင့်နင်စနစ်တံများနေခဲ့ကြရသည် စနေလွန်သော အရင်နှစ်တကွာအစမတန်သော အတူအညွန့်တို့ကိုပါဆက်ပြီးဖြစ်လေသည် ဤခါ၌မူမေတီသည်တကယ့်မိမအိုကြီးဖြစ်၍နေလေပြီကိုခန္ဓာမှာလည်းတုတ်ခိုင်မှာကြောကြမ်းတမ်း၍သပင်ကိုမြမတနိုင်ပဲလက်ဘွားများကြမ်းကြမ်းနှင့်တပီတိုတိုဝတ်ကကြမ်းတမ်းသောရင်စည်းလွန်လျက်တကယ့်အလုကြမ်းသမားဤမယားဘွားသို့ရောက်ရှိနေလေတော့သည်ထိုညကသာထိုစိန်ဆွဲကုန်းမပြောင်းမဆရှိပါလျင် သူဒီလိုအခြေမျိုးရောက်လိမ့်မည်ဟုဘသူပေါ်နိုင်မည်လဲကကြမှာဟုသည်စိုးလာသည် ဖြစ်စဉ်လျင်ခဏတက်စဉ်လျင်လည်းခဏပါတကားတခုသောတနင်္ဂနွေနေ့တွင်ခုနှစ်ရက်တစ်ပတ်လုံးအတွက်အလုတ်ပြည့်စည်၍အနားယူရင်းလက်မတော်အရက်တွင်လမ်းလျှောက်နေစဉ်ကလေးငယ်တစ်ယောက်ကိုလက်ဆဲ၍ရှောက်နေသောမိမတစ်ယောက်ကို တွေ့ရလေ၏ထိုမိမကမဲကြော့ပင်လျင်ဖြစ်လေတည်းအရွယ်လဲတင်တုံအလှလည်းမပြက်မျက်စရာလည်းမကုံသေးမဲဒီမှာစိတ်တွင် စနောင်စနှင်းဖြစ်သွားလေသည် အကုန်ဖော်ပြောလိုက်ရလျင်ကောင်းလိမ့်မလားအကျွေးတွေလည်းရှင်းပြီးမှပဲပြောလိုက်လို့ကိစ္စမရှိဘူးထင်ပါရဲ့မဲကျော့ဘာသူသွားပြေးလျင်မဲကျော့ညီဘယ်သွားမလို့လဲဟုနှုတ်ဆက်လိုက်လေဤမဲကျော့မှာ ရုတ်တရက်တော့မမှတ်မိတခါမှမတိမကြွမ်းဘူးသူကဤသို့ရင်းနှီးစွာနှုတ်ဆက်လိုက်သည်ဖြင့်ကြောင်တက်တက်ဖြစ်သွားသေးသည်ရှင့်ကိုမမြင်ဘူးပါလားလူမနေတာထင်ပါရဲ့ဟု၍ပင်ပြန်ပြောမိသေးဤ ကြုတ်ပါ၏မယ်တီလေးမမှတ်မိတော့ဘူးလားသူငယ်ချင်းဖြစ်သူမှာအာအာကြီးသိမိ၏ဖြစ်မှာဖြစ်ရလေမယ်တီရဲ့ရုပ်တွေလည်းအတော်ကျသွားပါလားအေးတော့ညီနဲ့ကွဲသွားပြီးမှဒုက္ခဒုက္ခတွေတွေ့လိုက်ရတာတော့အဆုံးမှာတော့ညီကြောင့်ပါပဲအလိုဖျားကြီးညီဘယ်နဲ့ပြောလိုက်တာတော့အေးပညာရေးဝန်ကြီးချုပ်ပေးတဲ့ပွဲတော်ကညီငါ့ကို စိတ်ဆွဲချုံငှားလိုက်တာမှတ်မိသေးရဲ့လားအဲ့ဒါဘာဖြစ်တယ်လဲအဲ့ဒါကြောက်ဖြောက်ပစ်လိုက်တယ်ဖြောက်ပစ်တယ်ညီကြောက်ကိုပြန်ပေးသေးတယ်မဟုတ်လားအဲ့ဒါကအစားသွင်းတာတော့ဒီလိုအစားသွင်းရတဲ့အတွက်ဆယ်နှစ်လုံးလုံးကြုံခံလိုက်ရတာဖက်ဖက်ကို စားသွားတာပဲကျုပ်တို့လိုပစ္စည်းအင်အားနည်းတဲ့သူများအတွက်တော့အင်မတန်တောင်းဝန်ကြီးပေါ့ပြောစရာမလိုတော့ပါဘူးပြည်တာလည်းပြီးပါစေတော့ အခုတော့ဝတုံကြီးကျသွားပါပြီ။မဲကြော့သည်ကိုစိန်တက်လိုက်လေ။နေပါဦးအေးမြည်ရကကျုပ်စိန်ပန်းကုန်းအစာအသက်ဝယ်တယ်လား။ဒါပေါ်အေးစင်တူမှုညီမတိလိုက်တာပေါ့။မဲကြော့မှာမိုက်ကနေဖြစ်သွားပြီလေ။မဲတီးလက်နှစ်ဘက်ကိုဆုပ်ကန်ရင်းပြောလိုက်သည်ကဖြစ်မှာဖြစ်ရလေမဲတီးရဲ့ကျုပ်စိန်ပန်းကုန်းကဓာတုဗေဒစိန်တော့အလွန်ဆုံးမှာ ငွေ90တန်တော့မပေါ်ပြီးပါပြီခင်ဗျာဒါနာသောပြေးရမယ်ဒီနေ့ကဒီအောင်ညတာလုံးလက်ချင်းမတွေ့ဘာလုံးရမြေဒါနာသော ်တရားမြတ်တော်လွတ်လပ်ခြင်းနဲ့ပြည့်အားလုံးရဲ့